င်္ဂလာပါခင်ဗျရှမ်းကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကကတာမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အကြက်ဖက်စစ်ကောင်စီတပ်ကို KIP တပ်ပေါင်းတပ်တွေကတိုက်ခိုက်ချေမှုရမှာစစ်ကောင်စီရဲ့စစ်ကြောင်းကကြောင်းလုံးချေမှုခံလိုက်ရပြီးပြစ်ခတ်မှုအတွင်းမှာပဲစစ်ကောင်စီတပ်သားအယောက်40ဝန်းကျင်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်မသာအလောင်းတွေနဲ့အတူနောက်ထပ်စစ်သား29ဦးကိုပါလက်နက်ကျင်းတွေနဲ့တကွအရှင်ဖမ်းဆီးရောက်ထားတယ်ဆိုပါတယ်။ ချန်ပစကောင်စီတက်ကမကွေးတိုင်းအောင်လန်းမြို့နယ်မှာစစ်မှုထမ်းမှုလူငယ်48ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားပြန်ပြီးကံမမြို့နယ်မှာလည်းစစ်ကောင်စီရဲ့ကပ္ပဆာစစ်ကိကဗိုလ်ကြီးထက်ငင်းချမ်းလွင်ဆိုတဲ့သူဟာစစ်မှုဒဏ်ကျေးဆိုပြီးတော့ခြေရွာတရွာကိုငွေကျပ်320ပေးဖို့ချိန်ချောက်တောင်းရနေတဲ့ဆွဲတဲ့နေပါဝင်နောက်ဆုံးရရှိထားတဲ့ဒရင်တွေကိုတင်ဆက်ပေးပါမယ်ခုပရမဇုတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့စကိုင်းတိုင်းကကတာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့အချက်ဖက်စစ်ကောင်စီတက်ကို KIP တဲ့ပူပေါင်းတက်တွေကတိုက်ခိုက်ချင်းမွေးရမှာစစ်ကောင်စီရဲ့စစ်ကြောင်းတကြောင်လုံးချိန်မုန်းခံလိုက်ရပြီးပြစ်ခတ်မှုအတွင်းမှာပဲစစ်ကောင်စီတပ်သားအယောက်40ဝန်းကျင်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်မသာလောင်းတွေနဲ့အတူနောက်ထပ်စစ်သား29ဦးကိုပါလက်နက်ခင်းရောင်းနေတဲ့တကွအရှင်ဖန်းစီရမိထားတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ15ရက်နေ့နဲ့16ရက်နေ့တွေမှာပဲ စကိုင်းနိုင်ငံကတာမြို့နယ်အတွင်းကိုအင်အား150ဝန်းကျင်လောက်နဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကို GNP တဲ့ပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်ချင်းမိုးခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်စစ်ကြောင်းတကြောင်လုံးချင်းမိုးခံလိုက်ရပြီးပြစ်ခတ်မှုတွေအတွင်းမှာပဲစစ်ကောင်စီတပ်သားအယောက်40ဝန်းကျင်ကတော့အတိအသီးတိုက်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမသားလောင်းတွေနဲ့အတူနောက်ထပ်စစ်သား29ဦးကိုပါအရှင်ဖမ်းဆီးရမိထားပြီးလက်နက်ခဲယမ်းတွေလည်းတင်းစီရရှိထားသလို့ ကျန်တဲ့စစ်ကောင်စီတပ်သားတွေကတော့ဒဏ်ရာရတဲ့သူတွေနဲ့စစ်ကြောင်းတစ်ကြောင်းလုံးတပ်ပြက်ပြီးထွက်ပြေးသွားကြတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်။အခုလိုပဲပြီးခဲ့တဲ့မတ်လ9ရက်နေ့ကလည်းနတော်ကြီးမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်တဲ့အချိန်အဲဒီမှာလည်းစစ်ကြောင်းတစ်ကြောင်းလုံးချိန်မုံခံလိုက်ရပြီ။အဲဒီစစ်ကြောင်းမှာပါလာတဲ့စစ်ကောင်စီတပ်ရဲ့ဗိုလ်မှူးဝင်းလိုင်းဦးနဲ့ဗိုလ်ကြီးအောင်ကိုကိုဆိုသူအပါအဝင်စစ်သား14ဦးကိုပါတော်လိုင်းရေးတပ်တွေကအရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်ခင်ဗျ။ တစ်ဖက်မှာတော့အကြံဖက်စစ်ကောင်စီတပ်ကမကွေးတိုင်းအောင်လဲမြို့နယ်မှာစစ်မှုထမ်းဖို့လူငယ်48ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားပြန်ပြီကံမမြို့နယ်မှာလည်းစစ်ကောင်စီရဲ့ကပ္ပဆာစစ်နစ်ကဗိုလ်ကြီးထက်ငင်းချမ်းလွင်ဆိုတဲ့သူဟာစစ်မှုထမ်းခြင်းဆိုပြီးတော့ကြေးရွာတရွာကိုငွေကျပ်320ပေးဖို့ချင်းချောက်တောင်းရနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိအောင်လဲမြို့နယ်မှာတော့မက်လာတရက်နေ့ကစပြီးအချက်ဖက်စစ်ကောင်စီတပ်က မြို့နယ်ထဲမှာရှိတဲ့ JR တွေကနေသူတို့စစ်တပ်အတွက်စစ်မှုထမ်းမှုလူငယ်အယောက်60ကျော်မဖြစ်မနေပေးရမယ်ဆိုပြီးတောင်းရန်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက်သူတို့တောင်းတဲ့လူငယ်အရေးအတွက်မရလို့ဆိုပြီးအကြဖက်စစ်ကောင်စီတက်နဲ့စစ်မှုဒန်းဟောင်းအရာခံဘိုးပြစောတိခေါင်းဆောင်မြင့်လွင်စိုးသူတို့အဖွဲ့က JR နေလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးအတင်းကျပ်လိုက်လံပေါ်တာဆွဲဖမ်းဆီးနေရမှာစုစုပေါင်းလူငယ်48ဦးကတော့ပေါ်တာဆွဲခံလိုက်ရပြန်ပြီလို့ဒေသခံပြည်သူတွေကပြောပါတယ်။တစ်ဖက်ကကံမမြို့နယ်မှာလည်း အချက်ဖက်စကောက်စီရဲ့ကပ္ပဆာ၁၂ကဘိုကြီးထက်ငိမ့်ချန်းလွင်ဆိုတဲ့သူဟာစစ်မှုတန်းကြီးဆိုပြီးတော့ဂျင်းရော်တရာကိုငွေကျပ်320လာတိုင်းပေးဖို့ချင်းချောက်တောင်းရန်နေပြန်တယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျတဖက်မှာတော့မန္တလေးတိုင်းကဝမ်ဒွင်းမြို့နယ်မှာအချက်ဖက်စကောက်စီရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ကတက်ကြအောင်မိုးနယ်စစ်မှုတန်းတပ်သားတဲ့နှစ်ဦးတို့ဟာလက်နက်တွေနဲ့အတူတော်လိုင်းတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ တတဦးမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတဦးကရန်ကုန်ကစ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ23ရက်နေ့ကပဲအချက်ဖက်စကောင်းစီရဲ့ဝန်ရွေးမြို့နယ်လေချောင်းရံကာကွယ်ရေးတပ်ကတက်ချက်အောင်မို့ဆိုသူနဲ့ခလာရ253တရင်မှာအပုတ်ခံရတဲ့စစ်မှုထမ်းတပ်သားတစ်ကြော်အောင်နဲ့ဗျာကြီးဆိုသူတို့စုစုပေါင်း3ဦးဟာ လက်နက်နဲ့အတူတော်လိုင်းတက်တွေစီကိုထွက်ပြေးလာပြီးတတအူးမျိုးနဲ့ပကဖနဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချက်အောင်မိုးနဲ့စစ်မှုထမ်းတပ်သားတဲ့နှစ်ဦးတို့ကိုတော်လိုင်းတက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုပေးထားပြီးဂုံပြူစုငွေတွေနဲ့ချင်းမြင်ပေးထားပါတယ်လို့တတအူးမျိုးနဲ့ပကဖရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမှာတော့အချမ်းဖတ်စစ်ကောင်စီတပ်ကသူတို့ရဲ့စစ်မှုထမ်းအပစင်တွေအတွက်လူငယ်တွေကိုနေရာဒေသအသီးသီးမှာပေါ်တာဆွဲဖမ်းဆီးတာတွေကိုတောက်လျှောက်လုပ်နေပြီးစစ်သားတွေစုဆောင်းနေသလို့ တဖက်မှာလည်းအဲ့ဒီလိုစစ်သားတစ်စူဆောင်ခံရတဲ့လူငယ်တွေဟာရှေ့တန်းတွေအပုတ်ခံရတဲ့အချိန်အခွင့်ရေးရတာနဲ့တော်လိုင်းရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာတွေဟာဒုနဲ့တဲကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဆက်ထဲမှာပဲပဲခူးတန်းကအချမ်းဖက်စကောင်စီရဲ့အင်းမမျိုးတက်မ66မှာစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်နှစ်ဦးနဲ့နက်တလင်းကပြူစော့တီတအူတို့ဟာ ဒေါ်လိုင်းတက်တွေးစီကိုမရမကထွက်ပြေးလာပြန်ပြီအလင်းဝင်ရောက်လာကြတယ်လို့ဒါယာဝရီ KNPD ရဲ့တရင်38 3ညတက်ခွဲ3ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါတယ်အဲ့ဒီစစ်မှုထမ်းမှုပေါ်တာဆွဲဖက်စီခံရတဲ့လူငယ်2ဦးနဲ့ပြူစော်တီတူတို့ဟာမတ်လ15ရက်နေ့တရက်ထဲမှာပဲစစ်ကောင်စီလက်အောက်ကနေရုတ်ထွက်ပြီးဒေါ်လိုင်းတက်တွေးစီကိုမရမကထွက်ပြေးလာကြတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီတော့နက်စစ်တီတပ်ဖွဲ့နဲ့ရွှေတောင်ပကဖတပ်ဖွဲ့ရဲဘော်တွေကအဲ့ဒီလူငယ်နှစ်ဦးနဲ့ပြစောတီတအုပ်ကိုတွားရောက်ကဲထုတ်ပေးခဲ့ရပြီ လက်ရှိမှာတော့ကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးထားပါတယ်လို့လည်းတာရီခိုင် PDF တရင်383တက်တက်ခွဲ3ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့စကိုင်းတိုင်းရေဦးမြို့နယ်မှာကင်းလဲဖို့ထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးပူပေါင်းတပ်တွေကကြပြတ်တက်ခဲမှုအတွေ့စေကောင်စီတပ်သား3ဦးကတော့အသီးသီးသိမ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီးတဲ့နောက်တေသွားတဲ့သူတို့စစ်သားမပါလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုကားလေးတွေပေါ်ဆွဲတင်ပြီးပြန်ပြေးသွားကြတယ်လို့ ရေဦးမြို့နယ်ပကပတာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ15ရက်နေ့ကပဲရေဦးမြို့နယ်အတွင်းကင်းလဲဖို့ထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကိုဘုံအောင်ဇင်ရက်ရက်ကွက်အနီးမှာပဲတော်လိုင်းရေးပူပေါင်းတပ်တွေကဖျက်အားပြင်းမိုင်းတွေပါအုံပြုပြီးကြပြတ်တိုက်ခိုက်ချိန်မုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း မိုင်းမိတဲ့သူတွေပါဝင်စစ်ကောင်စီတပ်သား၃ဦးကတော့နေရာမှာတင်ပစ်လဲပြီးအသီးသီးတိတ်ဝင်ကြတဲ့အပြင်နောက်ထပ်စစ်သား၆ဦးကဒဏ်ရာရရသွားပြီတဲ့နော်တည်သွားတယ်သူတို့စစ်သားမသားလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုကားလေးတွေပေါ်ဆွဲတင်ပြီးပြန်ပြေးသွားကြတယ်လို့ရေဦးမြို့နယ်ပကပတာဝန်ခံကပြောထားပါတယ်ခင်ဗျအကြပ်ပစစ်ကောင်စီတပ်ကနောက်ဆုံးနဲ့စင်ကူးမြို့နယ်တွင်မှာရသပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ကလေးငယ်၁၁ဦးအပါဝင်ပြည်သူ၃၈ဦးသေဆုံးစေခဲ့တဲ့အပေါ်နိုင်ငံတကာကနေအရေးယူပေးဖို့အယူကြီးကတိုက်တွန်းပြောဆိုလိုက်ပါတယ်။ဒါကတော့မြန်မာနိုင်ငံကအကြက်ဖက်စစ်ကောင်စီကိုနိုင်ငံတကာလူအခွင့်အရေးရန်ရံတွေနဲ့နိုင်ငံတကာတရားစီရင်မှုရန်ရံတွေကနေအမြန်ဆုံးထိထိရောက်ရောက်အရေးယူပေးကြဖို့လူအခွင့်အရေးနဲ့ကလေးသူငယ်ဆိုင်ရာအရေးတွေကိုကြိုးပမ်းလှုပ်ဆောင်နေတဲ့နိုင်ငံတွေစီအယူကြီးကဒီကနေ့မတ်လ၁၉ရက်နေ့မှာပဲတိုက်တွန်းလိုက်တယ်လို့သိရပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာအချက်ဖက်စကောက်စီဟာကလေးသူငယ်တွေတန်ငါဒေါ်လီပါမချန်အရတပီတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်နှီးပေါင်းစုံနဲ့ဘုံကျဲတိုက်ခိုက်တပ်ဖြတ်နေရမှာမတ်လ14ရက်နေ့နဲ့16ရက်နေ့တွေမှာဆိုရင်နောက်ချိုးနဲ့စင်ကူးမြို့နယ်တွေကရတပီတွေနေထိုင်ရာနေရာတွေကိုလင်းနဲ့လာပြီးဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်မပြည့်သေးတဲ့ကလေးငယ်17ဦးအပါအဝင်တန်ငါဒေါ်တွေရောစုစုပေါင်းပြည်သူ38ဦးသေဆုံးခဲ့ရတယ်လို့ဆိုထားပါတယ် အဲ့ဒီလိုနိုင်ငံတကာရာဇဝတ်မှုတွေနဲ့စစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းကျွလွနေတဲ့အကြမ်းဖက်စစ်ကောင်စီကိုနိုင်ငံတကာလူ့ခွင့်ရေးရန်ရတွေနဲ့နိုင်ငံတကာတရားစီရင်မှုရန်ရတွေကနေအမြန်ဆုံးထိထိရောက်ရောက်ရေးယူပေးကြဖို့လူ့ခွင့်ရေးနဲ့ခရီးသူငယ်ဆိုင်ရာအရေးတွေကိုကြိုးပမ်းလှုပ်ဆောင်နေတဲ့နိုင်ငံတွေစီအယွန်ဂျီကတိုက်တွန်းပြောဆိုလိုက်တယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ